ဟယ်လိုမိတ်ဆွေတင်ငယ်ချင်းများအားလုံးမင်္ဂလာပါရှင်ဒါတော့ပါဆက်တာအင်ကွာရီမှာပြန်လည်ကြိုဆိုပါရရှင်ခုလိုပေးမယ့်ရီတင်လေးကတော့ collective reading လေးပေါ့နော်ဉာဏ်ကြီးအချိန်လေးသိပြီးတော့မှမရတဲ့အတွက်ကြောင့်မို့လို့အခုလုပ်ပေးပါမယ် collective energy လေးကြည့်ပေးမယ်ပေါ့နော်အခုလက်ရှိရှင်းနေတဲ့သူလေးနဲ့တစ်ဖက်သူရဲ့ကြားထဲမှာကျွန်တော်မျှောက်ရဲ့ current energy မှာဗာလေးတွေရှိနေတယ်ပေါ့နော်အဲ့ဒါလေးကိုတစ်ချက်ကြည့်ပေးပါမယ် အဲ့တော့ခု1 2 3နည်းစရာမလိုဘူးပေါ့နော်။ဒါဒီပဲမိမိနဲ့ energy ကတဲ့အပိုင်းလေးကိုပဲယူပေးပါ။အဲ့ energy ကိုခြုံပြီးတော့ပေါ့နော်။ဒါကြည့်နေတဲ့သူတွေအားလုံးနဲ့တိုင်းပြည်အပိုင်းကိုပဲယူပေးပါ။ဒါကြတော့ energy က over all ကြည့်ပြတာဖြစ်တဲ့အတွက်ကြောင့်မလို့အကုန်လုံးတော့တိုက်ဆိုင်မယ်တော့တိုက်ဆိုင်မယ်လို့တော့မထင်ဘူးပေါ့နော်။မိမိနဲ့ energy ကတဲ့အပိုင်းလေးကိုပဲယူပေးပါလို့ကျင်ပြပါရရှင်။ January တွင်ဖြစ်တဲ့အတွက်ကြောင့်မလို့လည်းအရင်ကြီးစိတ်ထဲမှာ serious မထားဘူးတော့ကျင်ပြပါရနော်။ ။အဲဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုကြည့်လိုက်မယ်နော်။တဟန်မန်ဓမ္မတော်ကြားလာတဲ့ကကတဟန်မန်ကြည့်နေတဲ့သူတွေနဲ့အဖက်သူရဲ့ကြားထဲမှာကရှင်နေလေးတွေကဟိုမြောက်ဒီမြောက်လေးတွေဖြစ်နေတာမျိုးတွေတွေ့ရပါတယ်။နည်းနည်းလေးတို့တို့တန်လန်းလေးအစ်ဆက်ဆက်လေးဖြစ်နေတာလေးတွေ အဆက်တော့မှမသိတဲ့အနေထားလေးတွေပေါ့နော်တယောက်နဲ့တယောက်နှစ်ယောက်ကြားထဲမှာကဖြစ်ဆက်ပြီးတော့ဗာဆက်တော့မယ်ဆိုတာကိုသိပြီးတော့မှဆုံးဖြတ်လို့မရသေးတာဝေခွဲလို့မရသေးတာလို့အနေကြီးလေးကိုဒီထဲမှာခံစားမိပါတယ်ရှင်သစ္စာခပ်တဲ့တယောက်ယောက်ကကြတော့လေပြန်ပြီးတော့အစဉ်ပြေချင်နေတဲ့ energy လေးကိုဒီထဲမှာခံစားမိရပါတော့။ဒါကြည့်နေတဲ့သူဘက်ကလည်းဖြစ်နိုင်တယ်သူတို့တစ်ဖက်သူဘက်ကလည်းဖြစ်နိုင်တယ်ပေါ့နော်။ တရားရောက်ကရေဆက်ဆက်ရေကိုတော့ပြန်အဆင်ပြေခြင်းနဲ့လက်ရှိမှာကနည်းနည်းလေးသွေးအေးနေတာ80ကို80ရမှာလာနောက်ဆောင်ရမှာလာဘာမှမသိသေးတာကိုမြောက်တိမြောက်အခြေအနေလေးပေါ့နော်80ရာခိုင်နောက်ဆုံးရာခိုင်အဲ့လိုပုံစံမျိုးလေးကိုဒီထဲမှာခံစားမိပါတယ်။ဒါပေမဲ့တစ်ဖက်ဖက်ကကြတော့လည်းအဆင်ပြေခြင်းနဲ့အနေခြေလေးကိုတွေ့တယ်ပေါ့နော်။အရင်ကလိုပြန်ပြီးတော့ဒီနေ့ကိုနဲ့ကြမှာအဆင်ပြေပြေလေးနဲ့ဘေးရုံမြတ်မြတ်တတလေးနဲ့ပြန်ပြီးတော့နှိမ့်နှိုင်းဆောင်ရွက်လို့ရရင်အဆင်ပြေခြင်းနဲ့ဆိုတဲ့ပုံစံလေးကိုခံစားမိပါတယ်။ ေချောခံနဲ့ကိုနေကြတဲ့မှာပြန်ပြီးစင်ပြေဖို့တဲ့တရားရောက်ကတော့ပြန်ပြီးဘာလို့ညှိနှိုင်းကျင်နေတဲ့အနေအထားမျိုးလေးကိုတွေ့ရတယ်။တစ်ဖက်ကလက်မခံလို့တစ်ဖက်သူကအစာပြေရမှာခံနေတဲ့ပုံစံမျိုးလေးပေါ့နော်။ အေးလာပြီလာပြီအေးဒုတိယတက်လာပြီဟုတ်လားအေးပြီးတော့ပြီးတော့ဘလောက်လုံးမှလဲနှစ်နာရီလားဩအေးအေးအေးပါအေးပါအေး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  နေ့ရက်ကြတဲ့မှာကအဲ့ဒီအင်းဆက်နေတဲ့အနေထားလေးကိုတစ်ဖက်ကပြန်ပြီးတော့စူးစမ်းချင်းနေတာပြန်ပြီးတော့မှဟိုကန့်လန့်ချင်းနေတယ်ပေါ့နော်အဆင်ပြေဖို့အတွက်စပြီးတော့မှအဆက်အသွယ်လုပ်ချင်းနေတာစကားပြန်ပြောချင်းနေတာဒါမဲ့မဝင်မရေးလေးအဲ့လိုမျိုးလေးပေါ့နော်အစာပြုတ်ဖို့အတွက်တော့သူစိတ်ထဲမှာစိတ်ကူးနေတာတစ်ဖက်ဖက်ကပေါ့နော်ချင်းနေတဲ့သူလေးတွေလည်းဖြစ်နိုင်တယ်တစ်ဖက်ကကိုချင်းနေတဲ့ collective လေးတွေရဲ့တစ်ဖက်သူကလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါကတော့ ဒါကိုဘက်ကအစီအစဉ်မရှိဘူးဆိုလို့ရှိရင်တော့ဒါတစ်ဖက်သူကကိုယ်ပြန်ပြီးတော့မှအဆင်ပြေဖို့အတွက်စူးစမ်းချင်နေတယ်ပြန်ခေါ်ချင်နေတယ်ပေါ့နော်။အဲ့လိုပုံစံမျိုးလေးကိုခံစားမိပါတယ်။ကိုဘက်ကပြည်ပြည်လည်လည်လေးနဲ့ကိုယ်ညှိနှိုင်းချင်နေတယ်ပေါ့နော်။အဲ့လိုပုံစံမျိုးလေးပါ။ဒီမှာတော့ဒီရတရကဒီမှာ face shot ခံမှာကပန်းမလေးလေးနဲ့ romantic energy လေးနဲ့ပေါ့နော်။ဒါအဆင်ပြေချင်တဲ့စိတ်ကလေးနဲ့ကိုယ်ပြန်ပြီးတော့ခေါ်ဖို့စူးစမ်းချင်နေတာအဲ့လိုလေးကိုတွေ့ရပါတယ်။ ဒီကနေ့ခုလက်ရှိမှာသူနဲ့ကိုယ်နဲ့ကြားထဲမှာရစ်ဆက်နေတယ်ပေါ့နော်ဘာမှမသိသေးဘူးအခြေအနေကရက်တက်နေတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးရှိတယ်ဆိုလို့ရှိရင်ဒါတစ်ဖက်သူဘက်ကပဲဖြစ်ဖြစ်ပေါ့နော်ပြန်ပြီးတော့အဆင်ပြေဖို့စူးစမ်းကြည့်နေတဲ့စိတ်လေးရှိနေတာကိုတော့တွေ့ရပါတယ်ရှင်။အဲ့ဒါကိုအရင်မှဟမ်းမစ်ပေါ့နော် တခြားတွေးတောနေတဲ့သူနဲ့ကိုယ်နဲ့ခြားထဲမှာအခြေအနေကိုဘယ်လိုသွားမလဲပေါ့နော်တခြားစဉ်းစားပြီးတော့အဲသူဘက်ကအကောင်းဆုံးစူးစမ်းမယ်ပေါ့နော်အကောင်းဆုံးအဖြစ်တကူစောင့်နေတာအကောင်းဆုံးအဖြစ်တကူထွက်တဲ့ဒီအေးစစ်စစ်လေးအခြေအနေယူပြီးတော့စဉ်းစားနေတဲ့ပုံစံမျိုးလေးပေါ့နော်တစ်ဖက်ကလေတစ်ဖက်သူကဒီဆက်ဆက်ရေးမှာသူဘက်ကနေပြီးတော့အာ ကဲစစ်စစ်လေးကောင်းရင်းလေးထားပြီးတော့မှတယောက်ထဲအခုလက်ရှိမှာအချိန်ယူပြီးတော့မှစဉ်းစားနေရတယ်ဘယ်လိုဆက်သွားလို့ရှင်အဆင်ပြေမလဲပေါ့နော်ဒါပေမဲ့သူတွေးနေတာကတော့အဆင်ပြေဖို့တွေးနေတဲ့ပုံစံလေးပါဒီမှာတွေးရတဲ့လောက်ကလေအနာကြီးကမစိုးဘူးပေါ့နော်အရန်ကြီးအစိုးကြီးတော့မဟုတ်ဘူးအာတချို့လေးတွေကအခုလက်ရှိအနာဂျီလည်းဖြစ်နိုင်တယ်တို့တချို့အတွက်ကကြာလဲဒါပြည့်ခဲ့ပြီးသားအတိတ်ကအနာဂျီလည်းဖြစ်နိုင်တယ်တချို့ကကြာလဲဒါ မဖြစ်သေးဘူးဆိုလို့ရှိရင်ဒါနေရာထူးခြားလောက်မှာဖြစ်ဖို့ရှိတဲ့အနေအထားလေးလည်းပြောလို့ရရပါတော့။ဒါတော့မိမိနဲ့ energy ကိုက်တယ်လို့အစဉ်ပြေတယ်လို့ကြည့်ပြီးရယူပေးပါ။ collective energy ဖြစ်တဲ့အတွက်ကြောင့်မလို့။ Aura card collective energy လေးတွေရဲ့ ဟိုတစ်ဖက်သူကတော်တော်လေးတွေးနေတာမျိုးเนาะဒီဆက်ဆက်ရေးမှာသူအချင်းယူပြီးတော့အေးဆေးဆေးလေးဘာမှမလုပ်ခဲနဲ့ဟိုဒီမှာဆိုလဲဒီမှာအကောင်လေးကကြော့ကလေးလားရှင့်ကလေးလားမသိဘူးသူကဒီမှာကြည်လိုက်တပင်းလေးကိုမှီပြီးတော့မှနှလုံးလေးမှိတ်ပြီးတော့ဗာအေးရအေးကြောင့်ပဲသူစဉ်းစားနေတာပေါ့နော်ဒီမှာလည်းမလေးပြလေးတွေကဝဲနေရစိတ်ကူးတွေးနေဆိုတော့စိတ်ကူးရင်နေတာသူကပြောမှာဆိုရင်တယောက်တည်းပဲခုနဲ့ရှိမှာကိုနဲ့သူ့နဲ့ကြားထဲမှာဘာမှ လော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 နဲ့သူမဆုံးဖြတ်သေးဘူးအချိန်ယူပြီးတော့မှအေးအေးဆေးဆေးလေးကောင်းအေးအေးလေးထားပြီးတော့မှဘာဆက်လုပ်ရင်ကောင်းမလဲစိတ်ကူးကြီးနေတာတော့များတယ်ဒီထဲမှာကြည်ရတဲ့ကဒီမှာဆိုလဲဒီရဲ့ရှင်ကလေးကပန်းမှုလေးတွေနဲ့ဒီထဲမှာဆိုလဲဒီမှာဒါထားပါတော့သူရဲ့စိတ်တည်စိတ်ကူးနေအိမ်မက်တွေချစ်ချင်းမေတ္တာတွေအဲ့ဒီကိုအခြေခံပြီးတော့မှသူရဲ့အတွေးတွေကချစ်ချင်းမေတ္တာကိုအခြေခံပြီးတော့တွေးနေတဲ့ပုံစံမျိုးလေးပေါ့နော် energy ကြီးအဲ့လိုလေးခံစားမိပါတယ် ဒီစစရင်မှာသူဘာဆက်လုပ်ရင်ကောင်းမလဲဘယ်လိုဆက်သွားရမလဲစဉ်းစားနေတာလို့တွေးပါတယ် Be your cast Be your cast ရဘာလို့ကြာလာတော့ဖီယောကတ်ကဘာကိုယူရတာလဲဖော်ရောကတ် New Yorkers, nine or so us. တစ်ဖက်ကအဲ့လိုမျိုးပြန်အဆင်ပြေဖို့တွေးနေပြန်နောက်တစ်ယောက်ကကြည်နေတဲ့လူတွေဒီဘက်ကပဲဖြစ်ဖြစ်ပေါ့နော်တခြားတစ်ယောက်ရှိနေတာ ခြားတယောက်ရှိနေတခြားတယောက်ရှိနေတယ်ကိုယ့်သဘောကျနေတာမျိုးဒါမှမဟုတ်ရှင်ကိုကတခြားတယောက်နဲ့အခုလက်ရှိသူနဲ့အစ်ဒီအစက်ဖြစ်နေတဲ့အနေအထားမျိုးမှာကိုယ့်ဘက်မှာနောက်တယောက်ပေါ်လာပြီးတော့အဲ့နောက်တယောက်နဲ့နည်းနည်းလေးအဆင်ပြေချင်တဲ့ပုံစံမျိုးအဆင်ပြေကြနေနေလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးဖြစ်နေတာကိုတွေ့တယ်အဲသူနဲ့ထားပါတော့ခုကြည့်နေတဲ့သူလေးတွေဘက်မှာ collective လေးတွေဘက်မှာကအဲ့နောက်ထပ်လူတယောက်ပေါ့နော်အခုတစ်ဖက်သူအပြင်နောက်တယောက်သူနဲ့အစ်ဒီအစက်ဖြစ်နေတဲ့ဂျာကာလာအတွင်းမှာ နောက်တရပေါ်လာတယ်ဆိုလို့ရှိရင်လည်းကိုကလေအဲ့နောက်တရနဲ့နောက်တရနဲ့အစင်မပြေခင်ကြားထဲမှာဒီဖက်သူနဲ့ပတ်သက်ပြီးတော်တော်လေးကိုခံစားခဲ့ရတာလေးတွေနာကျင်ခဲ့ရတဲ့အထင်အနေထားလေးတွေရှိတယ်ပေါ့နော်တစ်ဖက်သူကကိုကို ET ASS ဖြစ်နေတဲ့အချိန်နေတော်တော်ကြာပြီးမှကိုမှအဲ့ဒီအချိန်လေးကိုခက်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 ကြော်ပြတ်ခဲ့ပြီးတော့ကိုနောက်တရနဲ့ပြန်ပြီးတော့အစင်ပြေမှုစူးစားခံစားအချိန်လေးလို့လည်းဒီထဲမှာတွေ့တယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေကိုခံစားမိပါတယ် the chariot ပေါ်မှာတကယ်လို့နောက်တစ်ယောက်ရှိနေတာကိုသူ့ဘက်ကနေပြောမှသိသွားပြီးတဲ့အခါမျိုးမှာသူတေချာစဉ်းစားဆုံးဖြတ်နေတာလည်းဖြစ်နိုင်တယ်ပေါ့နော်။အာသူနဲ့ဒီတိအဆက်ဖြစ်သွားတဲ့အချိန်နေကြတစ်ခုမှဝေးကွာတော့ဝေးကွာသွားတဲ့အချိန်ကာလတစ်ခုအတွင်းမှာကိုမှတခုတယောက်ယောက်ပေါ်လာတာမျိုးဖြစ်ဖြစ်သူ့မှာပေါ်လာမျိုးဖြစ်ဖြစ်ပေါ့နော်။အဲ့လိုပေါ်လာတဲ့အနေထားကြောင့်သူကကိုယ့်စီကိုပြန်လာဖို့အတွက်အေးအေးဆေးဆေးကောင်းရေးထားပြီးတော့မှပြန်လာဖို့ဆုံးဖြတ်ရမလားတေချာလေးစဉ်းစားနေတာပုံစံမျိုးလေးပေါ့နော်။အဲ့လိုပုံစံမျိုးလေးလည်းတွေးရပါလေ။မှာဆိုတဲ့ high praises အဲဒီမှာပြောရတဲ့ energy ကလေဘာလို့ပို့ပြီးတော့ခံစားမိတာလဲဆိုတော့တဖက်သူကအခုကြမှာပြန်ပြီးတော့နောင်တရပြီးတော့မှကို့မှာတခြားတရသူမဟုတ်တဲ့နောက်တရနဲ့ကိုကအဆင်ပြေကန်နေဖြစ်နေတာပြီးအဆင်ပြေသွားတာမျိုးဟိုကို့မှာတခြားတရပေါ်လာတာပေါ့နော်သူနဲ့ဝေးကွာသွားတဲ့အချိန်တစ်ခုအတွင်းမှာအဲ့လိုအနေထားကြမှာသူကသိသွားပြီးတော့မှအခုလက်ရှိကြမှာပေါ့နော်ကို့စီကိုနောင်တရရပြီးတော့ပြန်လာခြင်းနဲ့ပုံစံမျိုးလေးလည်းဒီထဲမှာခံစားရတယ်ပေါ့နော်တခြားမလို့ဒီမှာဆိုတဲ့ high places နဲ့သူတခြားလေးတွင်းနေရနေရာလေးကဒီမှာဈေးွက်လေးပေါ့နော်ဈေးွက်လေးက အခုကြာမှာသူဘယ်လိုပြောမလဲညာဘက်တိမ်မှာဆိုလို့ရှိရင်သူအိတ်မရတာဒီအတွင်းနေနဲ့ပဲခြားခြားလဲပြီးတော့ဗောနော်အခုကြာမှာသူပြန်ပြီးတော့အဆင်ပြေခြင်းနေတယ်ဆိုတဲ့ပုံစံမျိုးတွေပြန်လာဖို့စဉ်းစားနေတယ်ဆိုတဲ့ပုံစံမျိုးတွေဗောနော်နောက်သားတွေရပြီးတော့မှသူဘက်ကကိုယ့်စီမှာနောက်တစ်ယောက်ပေါ်လာတဲ့အချိန်ကြာမှာသူကကိုယ်ကိုယ့်စီကိုပြန်လာခြင်းနေတဲ့ပုံစံမျိုးလေးကိုခံစားမိပါတယ်ရှင် Horopantic ဟုတ်တယ်နော်ဒီမှာဆိုလို့ရှိရင် Horopantic နဲ့သူကဒီမှာလေးဘယ်လိုပြောမလဲ မနာနာရတဲ့တင်းကြီးရပြီးတော့ကောကိုကိုဆောင်ရှုံးမခံနိုင်ဘူးဆိုတာကောင်းကောင်းကြီးသဘောပေါက်သွားတာတိသွားတာသူ့ကိုယ်သူကိုယ်မှာစိတ်တည်တခြားရှင်းရှင်းလင်းလင်းဖြစ်သွားတဲ့ပုံစံမျိုးပေါ့နော်တခြားလူရဲ့ဆိုတဲ့အနာကျင်နဲ့ကိုယ်စီကိုစိတ်တည်အခုမှပြင်းပြင်းထန်ထန်နဲ့ဖြစ်ပြီးတော့မှအသေးအတန်ကိုယ်စီကိုပြန်လာချင်နေတာနောက်တစ်ယောက်ပေါ်လာတဲ့အချိန်ကြမှာသူ့ဘက်ကကိုကိုလက်မလွတ်နိုင်ဘူးဆိုတာသူသဘောပေါက်သွားတာအဲ့လိုပုံစံမျိုးလေးကိုခံစားမိရပေါ့နော် channel once ခုကြမှာသူဘက်ကကိုယ်နဲ့ပတ်သက်ပြီးတော့အာစိတ်တွေကရမ်းကြီးပဲဘယ်လိုပြောမလဲဖြစ်ချင်တဲ့ဆန္ဒတွေအများများလာတာသူ့ကိုယ်သူကောင်းကောင်းသဘောပေါက်သွားတာသူဖြစ်ချင်နေတဲ့အရာတွေရဲ့ခုကြမှာဘောနောသူများဥသွားမှာသူများလက်ထက်ရောက်သွားပြီဆိုတဲ့အခါကျတော့မှသူစိတ်ထဲမှာကိုယ်နဲ့ပတ်သက်ပြီးတော့မှကိုယ့်ကိုမစွန့်လွတ်နိုင်တာကိုယ်လွတ်မြောက်ချနိုင်တာအဲ့လိုပုံစံမျိုးလေးကိုဒီထဲမှာခံစားမိပါတယ် မနက်ဖေးရှော့ပန်တက်ပဲကိုရတံမိုးတွေအခုမှပြန်ပြောသဘောပေါက်သွားတာပို့ပြီးတော့မှနားလဲလာတာကိုရချစ်ချင်းမေတ္တာတွေသူ့ဘောမှာပေးခဲ့တဲ့တန်ရုံးစင်တွေချစ်ချင်းမေတ္တာတွေဘေးဆိုင်မှုတွေအားတွေအားလုံးကိုအခုမှသူတံမိုးထားအောင်မဲ့သဘောပေါက်သွားတာအဲကိုကသူ့ဘလော့ချစ်ခဲ့တယ်ဆိုတာကိုအခုလက်ရှိအခုကြာမှပြန်ပြောမှသူနားလဲလာတယ်ဆိုတော့ပေါ့နော်တံမိုးထားတဲ့လာတာမျိုးလက်ထဲမှာခံစားမိပါတယ်ရှင် ဒီမှာလဲ follow particle ရဒီမင်းမလားဟိုရုံလေးရုံလေးရဲ့နရွယ်နှစ်ခုကြာမှဒီမှာ particle လေးဒီမှာဆိုလဲ face shot particle တရားရှင်းကလေးလားကြွက်ကလေးလားမသိဘူးအဲ့မှာသူ့လဲဒီမှာသူ့ရဲ့နာသေးလေးပေါ့နော်ဟိုနှစ်ခုလေးပေါ်မှာခုမှသူတံမိုးထားနေတာသူစိတ်ထဲမှာအဲ့ဒီကိုနဲ့ပတ်သက်ပြီးတော့မှဟိုရမ်းကိုလွှမ်းမိုးထားတာကိုကသူ့ဒီဘက်မှာအခုမှပဲပေါ့နော်ကိုတံမိုးတွေကိုသူနားလဲသဘောပေါက်သွားတယ်ဆိုတဲ့ပုံစံမျိုးလေးကိုဒီကမှခံစားမိပါတယ်ဟောရောဆွတ် ဒီ forest ဆိုတာကကြတော့အခုကြည့်နေရ collective တွေရဲ့ energy လို့ခံစားမိရပါတော့။အော်ဒီ collective တွေရဲ့ energy မှာကြတော့ဒီလူနဲ့ပတ်သက်ပြီးတော့ကိုယ်အနေနဲ့အတိတ်တစ်ခုကိုအတိတ်တစ်ခုလောက်ပဲဖြစ်နေသွားဖြစ်သွားပြီပေါ့နော်။သူနဲ့ပတ်သက်ပြီးဘာမှအရင်ကြီးခံစားနေမနေရတော့ဘူး။ဟောအတိတ်မှာထားခဲ့လိုက်ပြီဆိုတဲ့ပုံစံမျိုးလေးအေးစစ်ဖြစ်သွားပြီပေါ့နော်။ပြီးဆုံးသွားတဲ့အခြေအနေတစ်ခုဆိုပြီးတော့မှဒီထဲမှာတွေးရပါတယ်။ချုံလေးတွေအတွက်ကကြတော့လေး ဒါတော့ energy ကလေ collective energy ဖြစ်တဲ့အတွက်ကြောင့်မလို့ကဲလို့ property ပဲဂျာနယ်ဖြစ်သွားတယ်ဆိုလို့ရှိရင်လည်းအဲ့လိုလေအဆင်ပြေတယ်လို့ကြည့်ပြီးပေါ့နော်ဒီမှာကြည့်ရတာကတော့အခုလက်ရှိတစ်ဖက်သူကနောင်တရနေတာပေါ့နော်ကိုကတခြားတစ်ယောက်နဲ့အဆင်ပြေသွားတဲ့အချိန်ကျမှအာသူကပြစ်တုံးကပြစ်ထားပြီးတော့ game site game site ခဲ့တဲ့အချိန်တွေတုန်းက game site ပဲနေခဲ့ပြီးတော့ခါကျမှကို့မှာတခြားသူ့သူ့ထပ်ပို့ပြီးတော့မှကို့ game site ပြီးတဲ့သူကိုကရွေးချယ်လိုက်ပြီးတဲ့အချိန်ကျမှသူ့ဘက်ကနောင်တရရသွားတာတမိုးတွေတိလာတာကို့တမိုးထားအကောင်မှသဘောပေါက်သွားတာ အာတဖက်သူနဲ့အဆင်ပြေကြအဆင်ပြေရဆိုတဲ့အချိန်ကြတော့မှသူဘက်ကဟိုတမုထအကောင်မှသဘောပေါက်သွားတာပေါ့နော်တမုထအကောင်မှတိတယ်ဆိုတဲ့ပုံစံမျိုးတွေကိုခံစားမိပါတယ်ခွင်းတော့ပန်တကယ်တဲ့ဒီမှာဆိုလည်းဒီခွင်းတော့ပန်တကယ် follower source ကကြတော့ကြည့်နေတဲ့သူလေးတွေရဲ့ energy လို့ခံစားမိရပေါ့နော်အခုချိန်မှာတော့လေကိုဒီကြည့်နေတဲ့ collective လေးတွေကအခုလက်ရှိအချိန်ဒီမှာကိုကတော်တော်လေးကိုအချိန်နေကြအချိန်ကြနေပြီပေါ့နော်နောက်ထပ်လူနဲ့ပဲဖြစ်ဖြစ်နောက်ထပ် situation တစ်ခုနောက်ထပ်ကိုဟို နာချက်ကတဲ့သူကအခုထပ်သူ့ထပ်ပို့ပြီးတော့မှကိုယ်နဲ့အဆင်ပြေတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ကိုကတီတူနဲ့ကြမှာအခြေတခြားဖြစ်သွားပြောမှာအေးအေးစေးစေးတည်ငြိမ်ငြိမ်စိတ်ချမ်းသာရတယ်ပေါ့နော်အေးကအေးချမ်းလေးဖြစ်နေတယ်ဆိုတော့ချစ်ချင်းမေတ္တာနဲ့ကိုမှပြေဆုံးပြီးတော့မှကိုကလည်းအေးချမ်းချမ်းဖြစ်နေတဲ့အနေအထားလေးကိုဒီထဲမှာတွေ့ရပါတယ်ရှင်နောက်တစ်ခုကဒီမှာ two or source ဆိုဆိုစပေါ်ကြည့်ချင်ရခင်လေအခုကြည့်နေတဲ့သူလေးတွေကအာတကယ်လို့ဒီလူကကို့ပေါ်မှာဘလောက်ပဲသူခုကြမှာကို့ကိုချစ်လာပါကြီးရဲ့ချစ်လာပါကြီးရဲ့ကို့ကိုမစွန့်လို့နိုင်မှာဘူးဘာညာပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပြန်လာရင်တောင်မှလေနှင်းငါးနှင်းကိုလက်မခံတော့ငါ့မှာတိထက်ပို့ပြအေးချမ်းနဲ့ငါဘွားလေးနဲ့ငါအေးချင်းချမ်းချမ်းရှိနေပြီပေါ့နော်ပြန်လက်မခံနိုင်ဘူးဆိုတဲ့ပုံစံမျိုးလေးလုံးဝပြတ်သားမဲ့အနေထားမျိုးလေးဒီမှာတွေးရတယ်ပေါ့နော်အဲကြည့်နေတဲ့သူလေးတွေကခုလက်ရှိမှာသူ့ကို အတဲတခုလိုပဲထားခဲ့လိုက်ပြီးပြည်ဆုံးသွားတဲ့အနေကြီးတခုဖြစ်သွားပြီပေါ့နော်သူ့ကိုပြန်မလို့ကျွန်တော်ဦးဆိုတဲ့အနေထားမျိုးလေးသူ့ကိုပြန်ပြရွေးချယ်မှာမဟုတ်ဘူးပေါ့နော်အခုလက်ရှိသူကဘယ်တော့ပဲကိုယ့်ပေါ်မှာအာငါအရန်နဲ့နောင်တရရပြီးတော့နေစီကိုပြန်လာခြင်းလို့ပါငါ့ကိုပြန်လက်ခံပေးပါပေါ့နော်ငါအရန်မှားခဲ့တဲ့နောင်တရရပါတယ်ဆိုရင်တော့မှအခုချိန်မှာတော့ဒီကြည့်နေတဲ့သူတွေဒီဘက်ကလုံးဝကိုလက်သက်မခံနိုင်တော့တဲ့အနေထားလေးပေါ့နော်ဘယ်လိုမှပြန်ပြရွေးချယ်မှာမဟုတ်ဘူးဆိုတာလေးကိုဒီမှာတွေ့ရပါတယ်ဖီယောပန်တကယ်တဲ့ တရုတ်ပန်တကယ်အပြင်ဒီမှာဆိုလို့ရှိရင်ဟိုကတခြားတရားကိုရွေးချယ်လိုက်တဲ့ပုံစံမျိုးလေးပေါ့နော်တရုတ်ပန်တကယ် true or false ဆိုတာကြတာသူ့ကိုပြန်ပြီးတော့မှလက်ခံမှုစူးစမ်းတော့ဘူးကိုလက်ရှိအနေထားကိုပဲကိုကကိုအေးအေးဆေးဆေးလေးနေတော့မယ်ဆိုတဲ့ပုံစံမျိုးလေးကိုဒီထဲမှာခံစားမိပါတယ်အဲဒီနေ့အပြင်တော့ group 2 sorry သူတွေတောင်းမှကိုသူတောင်းထည့်ပြောနေတယ်။ collateral တွေကခုလက်ရှိမှာဆိုလို့ရှိရင်ကိုယ့် agent network တွေကိုဖျက်ဆီးမခံဘူးပေါ့နော်။အဲသူနဲ့လည်းပြန်မပတ်သက်ချင်တော့ဘူး။ true source ရဲ့ three of particle ရဲ့တွဲကြတာဖြစ်တဲ့အတွက်ကြောင့်မလို့သူနဲ့ဘလို့မှပြန်ပြောမှာသုံးမဆန်းဆန်းလမ်းကိုတော့ပြန်စားဖို့စိတ်ကူးမရှိဘူးဆိုတဲ့ပုံစံမျိုးလေးကိုဒီကမ်းမှာတွေ့ရပါတယ်ရှင်။ကမ်းမှာဆိုဒီမှာ10 or 1ပေါ့เนาะတစ်ဖက်သူကအဲ့ထင်ကြလို့ရှိရင်တော့ရန်နေနောက်တားရပြီးသူကဘယ်လိုပြောမလဲဟို စိတ်တွေတော်တော်လေးစိတ်ဖိစီရမယ့်ပုံစံမျိုးလေးပေါ့နော်ကိုယ့်ဘက်ကငင်းဆန်လိုက်မဲ့အနေအထားမျိုးမှာအဲသူပြန်ပြီးတော့မှနောင်တရရမှာအဲဘာမှဆက်လုပ်လို့မရတော့တဲ့အနေအထားမျိုးလေးလည်းဖြစ်နိုင်တယ်နောက်တစ်ခုကထိုင်းတော်ဝမ်ကဟိုကြည့်နေတဲ့ collective လေးတွေ energy လည်းဖြစ်နိုင်တယ်ပေါ့နော်ဘယ်လိုလဲဆိုတော့သူနဲ့ကိုယ်မှာသူ့ကြောင့်မလို့ပေါ့နော်နာကျင်ကြရတဲ့အခြေအနေကပြီးဆုံးသွားခဲ့ပြီပေါ့နော်အခုလက်ရှိကိုကဘဝအသစ်တစ်ခုကိုစနေရဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုပြန်လမ်းမခံတော့ဘူးဟိုသူဘယ်လိုပဲပြန်ပြီးတော့ ကိုစီကိုမိသားစုထုတ်ပြထုတ်ပြနောက်သားတွေဘလို့ပဲရရကိုဘာတွေပဲပြောပြောကိုကတို့ပြန်လက်မကြည့်တော့ဘူးအဆုံးတက်လိုက်ပြီဆိုတော့အနေထားလေးဘောနာကိုရနာကျင်မှုတွေကိုသူနဲ့ပတ်သက်ပြီးတော့မှအဆုံးတက်ခဲ့လိုက်ပြီးပြန်ဆောက်ဖို့စိတ်ကူးမရှိဘူးဆိုတော့အနေထားလေးကိုဒီထဲမှာခံစားမိပါတယ်ရှင်နော်လေးစစ်စောသွမ်း ပုံမှာအခုတာတာရရာနဲ့ကိုကွာလေးကအဲအခြေခံအခြေခိုင်းမှာပြီးတော့မှဗောနော်အေးအေးစေးစေးတည်တည်ငြိမ်ငြိမ်လေးနဲ့ဘဝကိုပဲဆက်ပြီးတော့ပါတော့မယ်ဆိုတဲ့အနေထားလေးကိုဒီထဲမှာခံစားမိပါတယ်ဆစ်ဆော့သွန်အနာဂျီနဲ့အခုဒီနောက်ထပ်ရှိနေတဲ့ကိုဗင်းနာပါတနာနဲ့ပဲဗောနော်ကိုကဆက်ပြီးတော့မှအေးချမ်းချမ်းလေးပဲဆက်သွားမယ်သူတော့ပြန်ပြောရွေးချယ်မှာမဟုတ်ဘူးဆိုတဲ့အဲအနေထားလေးကိုဒီထဲမှာတွေ့ရပါတယ်ရှင်ဒီလိုကလည်းကိုကိုနောက်ထပ်တွေ့ရလို့ကလည်းကိုကိုပေါ်တော့တကယ်ကို အေးစင်စင်လေးနဲ့ကိုချစ်ပေးတဲ့သူမျိုးလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတစ်ဖက်သူကိုကိုယ်နေနဲ့ဘယ်လိုမှပြန်ယူချက်မှမဟုတ်တော့ဘူးပေါ့နော်အဲသူနဲ့ပတ်သက်တဲ့ခံစားချက်တွေလည်းနောက်တစ်ခါပြန်ပြီးတော့စတင်ခြင်းနဲ့စိတ်မရှိတော့ဘူးဘယ်လိုမှလည်းသူ့ဘက်မှာခံစားချက်တွေမရှိတော့တဲ့အနေအထားလေးကိုဒီထဲမှာတွေ့ရတာဖြစ်ပါတယ်အဲ group sorry တော်လည်းတလေးတွေရဲ့တစ်ဖက်သူကတော့အဲ့ချိန်ကြာလို့ရှိရင်သူထပ်ပြီးတော့မှပြန်ပြီးတော့နှချင်းရောင်းမှာပေါ့နော်ပြန်လည်ပြီးတော့မှသူ့ဘက်ကနောက်သားတွေနဲ့ပြန်လာပြီမယ်လေကိုကဘယ်လိုမှလက်တန်းခံမှာမဟုတ်ဘူးဆိုတာလေးကိုဒီထဲမှာတွေ့ရပါတယ် ဖက်သူကဘာတွေပြောချင်နေလဲပေါ့နော်အဲဒါလေးကိုဟောကကလေးနဲ့ကြည့်ပြပါမယ်ရှင့်ကိုချင်းနေတဲ့ collective လေးတွေကတစ်ဖက်သူอ่ะဗောနော်တစ်ဖက်သူဆိုတာအခုပြီးဆုံးသွားတဲ့ဆက်ဆံရေးကို ပြောတာဗောနော်အခုလက်ရှိဆက်ဆံရေးတဲ့ဟိုကိုနဲ့ကိုနဲ့ဂျားထဲမှာ ဖြစ်ခဲ့တဲ့အရာတွေပေါ်မှာသူ့အနေနဲ့ဗားလေးပြောချင်နေတယ်ပေါ့နော်အရာလေးကို order တက်လေးနဲ့ကြည့်ပေးပါမယ်ရှင် ကြည့်ရတာလေဒီ collective လေးတွေတစ်ဖက်သူကအရင်တော့ကတော့ကိုယ့်ဘက်မှာဘာမှမပြောမပြဘဲနဲ့ရုတ်တရက်ကြီးဘာလို့ကောက်ခံငယ်ကအဆက်အသွယ်ကြီးဖြတ်သွားပြီးတော့ကိုယ့်ကိုပြစ်ထားခဲ့တော့ငါပြစ်ထားခဲ့ပြီးတော့ကို့မှာသူ့ထက်ပို့ပြီးတော့မှကို့ပေါ်ချစ်ပေးမဲ့သူနဲ့တွေ့တဲ့ခါကျတော့မှသူကပြန်ပြီးတော့ရောက်လာပြီးတော့နောက်သားတွေနဲ့ကိုနာကိုပြန်ပြီးတော့ရောက်လာမယ်ချစ်ကပ်လာမယ်ဒါပေမဲ့ကို့ကအဲ့လိုပြန်ပြီးတော့လုံးမယုံချက်မယွေးချွေတော့ဘောနော်သူနဲ့ပတ်သက်တဲ့နာကျင်မှုတွေကိုလည်းဆုံးဖြတ်ခဲ့လိုက်ပြီးအဲကို့ကသူနဲ့ပတ်သက်လို့ရှိရင်အတိတ်လိုပဲသဘောထားလိုက်တယ်ဘောနော်လုံးမပြန်နှက်ခတ်နိုင်မဲ့အနေအထားမျိုးကိုဒီဘက်မှာမခံစားမိဘူးဘောနော် နောက်ထပ်ကိုပေါ်မှာကောင်းပြီးတဲ့သူနဲ့ပဲဘဝကိုအေးရအေးချမ်းလေးဘောနောပြပြရှိရှိလေးနဲ့အဆင်ပြေပြေလေးနဲ့ဆက်ပြီးတော့ရှောင်းလန်းခြင်းနဲ့ဆိုတဲ့ပုံစံလေးကိုဒီထဲမှာခံစားရပါတယ်ရှင်။ဟာသူကဘာလဲပြောချင်နေလဲပေါ့နော်။ I wish I had trained you better အဲ့။ငါမင်းကိုတိတိပို့ပြီးတော့မှကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့တဲ့နယ်ဆိုပြီးတော့မှပေါ့နော်။သူကအခုအချိန်မှအဲ့လိုမျိုးလေးစိတ်ထဲမှာအောင်းမေ့နေတာမျိုးလေးပေါ့နော်။သူ့အနေနဲ့ပြောမယ်ဆိုရင် ကိုယ့်ကိုပေါ့နော်ဒီထက်ပို့ပြီးတော့ကောင်းကောင်းလေးဆက်ဆံကြရမှာဆိုပြီးတော့မှအဲ့လိုမျိုးလေးတွေးနေတာဟိုသူကောင်းကောင်းမို့မဆက်ဆံကြမိရတဲ့အတွက်ကြောင့်မလို့ပေါ့နော်အခုလက်ရှိကြမှာကိုကပြန်ပြီးတော့သူ့ဘက်ကပြန်ပြီးတော့ကိုကိုကောင်းပေးချင်နေတာလူဆိုင်ပေးချင်နေတာပေါ့နော်သူမကောင်းခဲ့တဲ့အရာတွေအတွက်ပြန်ကောင်းပေးချင်တယ်ဆိုတဲ့ပုံစံလေးကိုခံစားရပါတယ်။ဒါဆိုလဲ I am so attracted to you တဲ့ခုကြမှာသူကကိုကိုဆွဲလန်းနေတာသတိထားမိသွားတာကိုကို ပြန်ပြီးတော့လိုလားနေတာပေါ့နော် အဲ့လိုပုံစံမျိုးလေးကိုတွေ့ရပါတယ်ကိုကဂရင်းဆိုင်တော့တဲ့အချိန်ကြာမှာသူကကိုကိုပြန်ပြီးတော့ဒါဒီဒါမိလာလာဂရင်းဆိုင်ရကောင်းမဲ့ပြီးသွားတာပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရပါတယ်ရှင်နောက်ဆိုတော့ I remember every detail of that day တဲ့ဒီလိုနှစ်ယောက်ရဲ့ဇာတ်ထဲမှာရှိတဲ့နေ့လေးတစ်ခုနဲ့ပတ်သက်ပြီးတော့မှသူအသေးစိတ်မှတ်မိနေတော့မယ်ပေါ့နော်နာလျာစတွေ့ကြတဲ့နေလဲဖြစ်နိုင်တဲ့အဆုံးသတ်တဲ့နေလဲဖြစ်နိုင်တယ်ပေါ့နော်။နေအောင်ကြားထဲမှာရှိရအထင်ကြီးရမှတ်မဲရရ မရစရာနေလေးတနေ့အဲ့လိုမျိုးလေးနဲ့ပတ်သက်ပြီးတော့သူဘက်ကအဲသတိရနေတော့မယ်ဆိုတာလေးကိုတွေ့ရပါတယ်။ငါဆိုတဲ့ဝေးကွာသွားပြီးတဲ့နောက်မှာသူကဟိုခန္ဓာတရားနေတဲ့အကြောင်းလေးပေါ့နော်တွေးမိနေတာမျိုး so many things but mind me of you တဲ့မင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကငါ့ကိုသတိရစေတယ်ပေါ့နော်အကြောင်းအရာတွေအများကြီးကိုငါတွေးနေရတယ်တဲ့မင်းကိုသတိရစေတဲ့အကြောင်းအရာတွေကြီးပဲငါတွေးနေရတယ်ပေါ့နော် ဘယ်ကိစ္စတွေရဘယ်ကိစ္စနဲ့ပတ်သက်ပဲဖြစ်ဖြစ်ကိုယ့်ကိုယ်ပဲတတိယမိတယ်ဆိုတဲ့ပုံစံမျိုးလေးကိုဒီထဲမှာခံစားမိပါတယ်။နောက်ဆုံးတက်ကလေးကြည့်တယ်မယ်နောက်ဆုံးတက်ကလေးကဘာပြောသင့်နေရလဲပေါ့နော်။ကိုချမသူ I feel you leaving me behind နဲ့ကိုထားခဲ့ပြီးတော့မှကိုထားခဲ့ပြီးရဲ့နောက်မှာသူပြန်ပြီးတော့မှကိုကိုတန်းတားနေရခံစားမိတယ်ပေါ့နော် ပြောမယ်ဆိုရင်ကိုကသူပြန်လာတဲ့အချိန်မှာကိုဘက်ကအရင်မလုပ်တော့တာအဖက်မလုပ်တော့တာအဲ့အချိန်ကျမှသူဘက်ကနေပြောခန်းစားချက်တွေတက်တက်တန်းတန်းကြီးဖြစ်လာပြီးတော့မှကိုမမေ့နိုင်ဘူးဖြစ်နေတယ်ပေါ့နော်ကိုကြောင့်မလို့ခန်းစားရတယ်ဆိုတဲ့ပုံစံမျိုးလေးကိုဒီထဲမှာတွေ့ရပါတယ်ရှင်။ဒါလေးကတော့ collateral reading လေးပေါ့နော်တစ်ဖက်သူနဲ့တင်တဲ့ဂျားတွေကခုလက်ရှိကတဲ့ energy ဆိုတဲ့ကောင်းစင်လေးနဲ့လူနှစ်ယောက်အကြောင်းကိုကြည့်ပြထားတာပဲဖြစ်ပါတယ် energy တက်ကြလိမ့်မယ်လို့ပြောလဲမှာလေရှင်ဘယ်လို energy ကကိုနဲ့အကောင်လုံးမကိုက်ဘူးဆိုလို့ရှင်လည်းမိမိနဲ့ကိုက်တဲ့လောက်ပဲယူပြီးပေါ့နော်ဒါက collateral reading general reading ဖြစ်တဲ့အတက်ကြောင့်မလို့ဒါချင်းသူတွေအကောင်လုံးနဲ့တော့တိုက်ဆိုင်ချင်းမှာတိုက်ဆိုင်မှာပေါ့နော်မိမိနဲ့ energy ကိုက်တဲ့လောက်ပဲယူပြီးပါလို့အကြံပြုပါတယ်စိတ်ထဲလည်းရန်ကြီး serious တော့မထားဖို့အကြံပြုပါတယ်နော်ဆောင်တဲ့ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီကနေ့တို့တင်လေးရတော့ဒီလောက်ပဲပေါ့နော် နောက်ရက်တွေများမှာပြန်လည်ပြီးတော့ဆုံတွေ့ပါမယ်ရှင်အားလုံးပဲမိမိချစ်ခင်ရတဲ့သူလေးတွေအားလုံးနဲ့ဆင်ပြေပျော်ရွှင်ကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ရှင်